ဒီ unit 7ကတော့ present buffer 1ပေါ့ present buffer ရဲ့အတုံးတစ်ခုဒီ unit မှာစပြီးနေလာမှာဖြစ်ပါတယ် session A မှာဆိုလို့ရှိရင် steady this example situation ဒီ example အခြေအနေလေးကိုလေ့လာကြည့်ပါတယ် I've lost my key ကျွန်တော်တော့ပျောက်သွားပြီပေါ့ Tom can't find his key တော့ငါသူ့ရဲ့တော့ကို ရှာမတွေ့ဘူး he has lost his key သူ့ရဲ့တော့ပျောက်သွားပြီ he has lost his key ဆိုတာကတဲ့ he lost it ဒါအခုပျောက်သွားပြီ he doesn't have it now သူ့မှာအခုမရှိတော့ဘူးပေါ့ present perfect perfect ကျတော့ hash plus ပါ3ပေါ့ plus 3ကို past party စပယ်လို့လည်းခေါ်သေးတယ်မ i will you သေဆိုရင် have နဲ့တွဲမယ် he she is ဆိုရင် has နဲ့တွဲမယ်သူ့အနောက်မှာ past 3လို့ခေါ်တယ် past party စပယ်လိုက်မယ် ဒီမှာဆိုလို့ရှိရင် the present perfect simple is has a plus past participle ဒါ part 3ကိုပြောတာပေါ့နော် the past participle of an and in ed ဒီ past participle ဆိုတော့ part 3တွေအများသောအားဖြင့် ed နဲ့စုံတယ်အဲ့ဒါတွေက regular past တွေပေါ့ irregular past တွေကြတော့လေ lost to done to return to go want gone ပေါ့နော် gone ဆိုတဲ့ပုံစံမျိုးတွေပေါ့အဲ့ဒါတွေကကြတော့ irregular past တွေဖြစ်တယ် irregular past တွေရဲ့ list ကိုကြတော့လေ appendix 1မှာလည်းတွေ့ကြည့်နိုင်ပါတယ်တဲ့ အဲဒီ unit တွေကိုလုပ်တဲ့အခါမှာ buffer နေရနေဖို့လည်းအရေးကြီးတယ်ပေါ့နော်တကယ်လို့ buffer နေမရဘူးဆိုလို့ရှိရင်ဒီစာအုပ်ရဲ့အနောက်မှာ appendix 1ဆိုတာရှိတယ်အဲ့နေရာမှာလည်းတွက်ကြည့်နိုင်ပါတယ်ဒီ session ဘီမှာကြာရတဲ့ when we say something has happened လို့ပြောလိုက်တာဒီလေ this is usually new information ဒါဒီများတော့အဖြစ် information အစ်တစ်ခုပဲ oh i've cut my finger ကျွန်တော်လက်ရှာသွားပြီပေါ့ the road is closed လမ်းပိတ်ထားတယ် there's been an accident ရှေ့မှာမတော်စားမှုတစ်ခုရှိတယ်ပေါ့အဲ့ဒါကြောင့်လမ်းပိတ်ထားတယ် Police have arrested two men in the connection with the robbery ဒါပြမှုနဲ့ပတ်သက်ပြီးတော့လူ၂ယောက်ကိုရဲတွေကဖမ်းလိုက်တယ်ပေါ့နော်အဲ့ဒါဒီမှာ the has a blood battery တွေကြီးပဲတုံးထားတယ် present perfect ဒီပမာလို့ပြန်မယ်ဆိုရင်လို့ရှိရင်တော့ပြီးပြီပေါ့နော်လက်ရှာသွားပြီး when we use the present perfect present perfect ကို သုံးတဲ့အခါမှာ there is a connection with now အခုချိန်နဲ့ဆက်ဆက်နေရမယ် present perfect ကိုတော့ loss နဲ့လောက်ကင်ပြီးစီတဲ့အခြေအနေဒီမှာသုံးတယ်နောက်တစ်ခုကကျတော့အတိတ်ကအကြောင်းအရာတစ်ခုကအခုချိန်မှာလာပြီးအကျိုးသက်ရောက်နေတဲ့ present perfect ကိုသုံးတယ် Tom has lost his key. Tom ကသူ့တော့ပျောက်သွားတယ်။သူ့တော့ဘယ်တော့မှပျောက်မှန်းတော့မသိဘူး။လောလောဆယ်မှာလာပြီးအကျိုးသက်ရောက်နေလို့ present perfect ကိုသုံးတယ်။ He told me his name but I have forgotten it. သူရဲ့နာမည်ကိုကျွန်တော်တော့ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်မိသွားပြီ။ Sally is stay here. Sally ကအခုဒီမှာပဲ she hasn't gone out. အခုဒီပြန်မထွက်သေးဘူးပေါ့ I can't find my bag. ကျွန်တော်အိတ်ကိုရှာမတွေ့ဘူး. Have you seen it? ခင်ဗျားတွေ့မိသေးလားပေါ့. Do you know where it is? ဟောပဲမာလဲပေါ့နော်။ဒီအိတ်ကိုတွေ့မိသေးလားလို့မေးတာ. Compare nation ကြည့်ပါရဲ. Gone to နဲ့ been to. Gone to ကကြတော့အခုသွားနေတာ. Been to ကကြတော့သွားပြီးပြန်ရောက်လာတာပေါ့နော်. Jameson holiday ချိန်ကပြည့်ရအားလဲ. Yeah, he has gone to Italy. သူအီတလီမှာပေါ့.လက်ရှိသူအီတလီမှာရှိနေတယ်. Amy is back home now အခု Amy အိမ်ပြန်ရောက်နေပြီ he has been to Italy သူအီတလီရောက်ခဲ့သေးတယ်အဲ့တော့ been to နဲ့သုံးနေရတဲ့ဟာဒီသွားပြီးတော့ပြန်ရောက်လာတာကိုပြောတာ gone to ကကျတော့လက်ရှိအဲ့ဒီမှာပဲရှိအောင်မဲ့သွားနေတော့မဲပေါ့ session စီမှာကြတော့ you can use present perfect with just already yet present perfect နဲ့ just here already ရဲ့ yet ကိုတွဲသုံးနိုင်တယ် just ကတော့ခုလေတင်လို့အသေးပဲရတယ် are you hungry ဘိုက်စာနေပြ no i have just had lunch အခုပဲနေလဲစားစားပြီးပြီခုလေတင်မှာစားပြီးတာ hello have you just arrived ခုလေတင်ရောက်တာလားပေါ့နော် just ကတော့ခုလေတွင် already ရဲ့အသေးပဲကြတော့ပြီးနှစ်နေပြီလို့အသေးပဲရတယ်မမျော်လင့်ခင်မှာပဲသူကပြီးနှစ်နေတာ don't forget to pay the bill ပြီးဆောင်ဖို့မမေ့နဲ့ i have already paid it ပေးပြီးသွားပြီးပေးနှစ်နေပြီပေါ့နော် what time is macle ပဲ macle ပဲတော့ထွက်มาလဲ he has already left သူကထွက်သွားနှစ်နေပြီပေါ့ဒါ yet ကကြတော့မလုတ်သေးမပြီးသေးအဲ့လိုအတိတ်ပဲမျိုးရတယ်ဒါပေမဲ့ပြီးမှဟိုတော့တည်တယ်တခုခုဖြစ်လာမှဟိုတော့တည်တယ်ဒါပေမဲ့လောလောဆယ်ထိမဖြစ်သေးဘူးအဲ့လိုမျိုး yet နဲ့တွေ့တယ် yet ကို negative sentence နဲ့ question နှစ်မျိုးမှာပဲတွေ့သုံးလို့ရတယ် positive sentence တွေမှာ yet ကိုလုံးဝတွေ့သုံးလို့မရဘူး had a store raining ရမိုးတိတ်ပြီလားပေါ့အကြခင်တိတ်တော့မှတည်တာ哦 I've written the email ကျွန်တော် email ရေးပြီးသွားပြီ but I haven't sent it yet ဒါပေမဲ့မပို့ရသေးဘူးပေါ့မပြီးသေးဘူး yet ကိုများတော့အဖြစ်ဝါကြနောက်ဆုံးမှာထားလေးရှိတယ်ဒီ session ဒီမှာကျတော့တချို့အခြေအနေတွေက past simple လဲသုံးလို့ရတယ် present perfect အစားပေါ့နော် you can also use the past simple did to want or had to အဲ့ဒါတွေကိုသုံးနိုင်တယ် in this example on this page ဒီမှာပြလာတဲ့အတိုင်းပေါ့ so you can say ဒါမျိုးပြောလို့ရတယ် ဘန်အစ်စစီကပန်တီမှာမရှိဘူး he has gone out သူပြင်ထွက်သွားပြီဒါမဟုတ်လို့ရှင် he went out သူပြင်ထွက်သွားခဲ့တယ်ပေါ့ are you hungry ဘိုက်စာနေပြီလား no i have just had lunch ခုလေးနေနေလဲစားစားပြီပြီ no i just had lunch ဒါမျိုးလည်းပြောလို့ရတယ် past simple နဲ့လည်းဒီအရာရေးလို့ရတယ်ပေါ့နော်ဒီလိုအခြေအနေတွေမှာ exercise 7.1မှာ read the situation and complete the sentence using the present perfect present perfect ကိုတောင်းရမယ် choose from this path ဒီ path တွေအတွေ့ရမှာပေါ့ break to disappear to go up to grow to improve to lose to shrink no stop to die ပြီးတာတယ် number 1မှာဆိုလို့ရှိရင် tom is looking for his key တောင်းငါသူ့ရဲ့တော့ကိုရှာနေတယ် he can't find it သူကရှာမတွေ့ဘူး Tom has lost his key တောင်းငါသူ့တော့ပျောက်သွားပြီ loss ပေါ့ lose ရဲ့ battery found loss ကိုတောင်းတာတယ်တောင်းတယောက်တည်းဖြစ်တဲ့အတွက် has ကိုတောင်းတယ် နံပါတ်2မှာဆိုလို့ရှိရင် Maria English wasn't very good. Maria English ကအရင်မကောင်းခဲ့ဘူး. Now it is better. အခုပိုကောင်းလာပြီ. Her English သူ့ရဲ့ English ကကျတော့ဘာဖြစ်လာမှာလဲဆိုလို့ရှိရင် improve ဖြစ်လာမှာ.အဲ့တော့ her English ဆိုတဲ့အတွက်သူ့ရဲ့ perform ကကျတော့ has ဖြစ်မယ်. has improved ဖြစ်လိမ့်မယ်. Her English has improved ဖြစ်သွားမှာပေါ့နော်။အဲ့ဒါမျိုးကျန်တဲ့ဝါကြတွေကလည်းဘာသာပြန်ပြီးတော့ဖြစ်ဖြစ်မလဲ. perform လည်း has have နှစ်ခုမှအောင်ယူပြီးဖြေရမှာဖြစ်ပါတယ်။ ။ဒါမှမဟုတ်ဒီမှာကျတော့ putting pin on gun ပင်နဲ့ gun ကိုတုံးရမယ်။ gun ကကျတော့အခုသွားနေတာ pin ကကျတော့သွားပြီးပြန်ရောက်လာတာ။အဲ့လိုအခြေအနေနဲ့ကိုဘာသာပြန်ပြီးမှအောင်ဖြေရမယ်။ My parents are on holiday ကျွန်တော်ရဲ့မိဘတွေကပြည်ရအားလည်းရခီးသွားနေတာပေါ့။ They have gone to Italy သူတို့လက်ရှိအီတလီကိုသွားနေတယ်။ Hello I have just to the shop ပေါ့နော်။ I have for loss of them အများကြီးဝယ်ခဲ့တယ်။အဲ့တော့ဒီမှာပြန်ရောက်တာဖြစ်မလား၊ဘင်းဖြစ်မလား၊ကွန်ဖြစ်မလားပေါ့။ ဒီမှာဆိုလို့ရှိရင် just ဆိုမှာတော့တွားပြီးဖြစ်မှာလားပြန်ရောက်လာတာဖြစ်မှာလားပြန်မှာလည်းအများကြီးဝယ်ခဲ့တယ်ဆိုတာမျိုးတွေပေါ့နော် number 3မှာဆိုလို့ရှိရင် turn us just out တော့ငါအပြင်ထွက်သွားတယ် he will be back in about an hour တနားီလောက်အတွင်းမှာသူပြန်ရောက်လာလိမ့်မယ်ဒါထွက်သွားပြီးဘင်းဖြစ်မလားခုံးဖြစ်မလားပေါ့နော်လူမကြံတဲ့နှစ်ခုကခုံးဖြစ်မလားဘင်းဖြစ်မလားအာသာပြန်ပြီးဖြည့်ကြည့်ပါ ဒီ7.3မှာကျတော့ complete the sentence using the present perfect present perfect form အောင်ဖြစ်ရမယ်။ she not go ဆိုလို့ရှိရင် she has sense ဖြစ်သွားမယ်။ she ဖြစ်တဲ့အတွက် has sense gone out ပေါ့နော်။ဘာသာမပြောင်းမင်းနဲ့ perfect နဲ့ဖြည့်လဲရတယ်။ဘာသာပြန်ကြည့်ပြီးဖြစ်ရင်တော့ပိုအဆင်ပြေတာပေါ့။ I can't find my bag ကျွန်တော်အီကိုရှာမတွေ့ဘူး။ရှာမတွေ့ဘူးဆိုတော့ဒီမှာရှာတွေ့လာတနည်းအားဖြင့်မှာတွေ့လာ you ဆိုတဲ့အတွက် have ဖြစ်သွားလိမ့်မယ် have you seen it and a word ဲ့လိုမျိုးဖြစ်သွားနိုင်မယ်ပေါ့နော်အဲ့လိုမျိုးပဲကြံတဲ့ဘွားကြတယ်ဘာသာပြန်ရင်လည်းဖြည့်ပြီးတော့ဒီဟာတွေကို present perfect form မှအောင်ဖြည့်ကြည့်ပါဒီ7.4မှာကျတော့ read the situation and write sentences with just already yet နဲ့ဝါကြရေးပေးရမယ် after lunch နေ့လယ်စာစားပြီးတော့ you go to see a friend at her house တငယ်ချင်းတယောက်အိမ်ကိုသွားတွေ့ရလိမ့်မယ် she say သူမကပြောလိမ့်မယ် would you like something to eat တခုခုစားမလားဗော you say ပြောမယ် no thank you မစားတော့ဘူးဗော i have just had lunch နေ့လယ်စာစားပြီးခုလေးတင်စားပြီးပြီဗောဒီမှာဆိုလို့ရှိရင် Joe's got out Joe ကအပြင်ထွက်သွားတယ်5 minutes later 5 minutes ကြာပြီးတော့ the phone ring phone မိလာတယ် and the caller say ဒီ call ဖုန်းခေါ်တယ်သူကပြောတယ်ဗောနော် can i speak to jo jo နဲ့စကားပြောလို့ရနိုင်မလား you say မင်းကပြန်ဖြေရမယ်ဗောနော် i'm afraid ဆိုတာကျတော့ i'm sorry နဲ့တူတူပဲအားနာပါတယ်ဗောသူကအခုလေးတင် ပြန်ထွက်သွားပြီအဲ့ဒီချိန်လေးမျိုးလေးဒီမှာရေးပြရမှာဗောနော်သူမရှိဘူးပြန်ထွက်သွားပြီအဲ့ဒါမျိုးလေး go out ကိုရေးပြရမှာဖြစ်တဲ့ဒီမှာ just already yet တစ်လုံးလုံးနဲ့တွေ့ရမှာဗော အဲ့လိုမျိုးပဲဒီအခြေအနေလေးတွေကိုကြည့်မယ်အခြေအနေလေးတွေကိုကြည့်ပြီးတော့ဒီဘက်ချောင်းဘာဖြေမလဲဆိုတာစဉ်းစားကြည့်ရမယ်ပေါ့နော်။ဟိုကြာတော့ဒီကြာတစ်ခုလုံးတော့ကိုယ်တိုင်တည်ဆောက်အောင်မဒီ instruction လေးတည်ချာမအောင်ဖတ်ပေးရမယ်။ဖတ်ပြီးတော့မအေးစစ်စစ်လေးဖြေကြည့်ပါ။